အခုမြင်တွေ့နေရတဲ့အိမ်ကြီးကတော့အိမ်စင်းကြီးလို့ခေါ်တဲ့အိမ်ကြီးတစ်လုံးပဲဖြစ်ပါတယ်အာယုထေရမှာတည်ရှိပါတယ်ဘာလို့အိမ်စင်းကြီးလို့ခေါ်လဲဆိုရင်တော့တအိမ်လုံးကိုအစေးရောင်တင်မော်စေးတွေဆဲထားခြင်းကြောင့်လည်းဖြစ်တယ်လို့သိရတယ်အိမ်ကြီးနဲ့ပတ်သက်ပြီးထူးခြားစံပြတဲ့ဖြစ်မှန်ကြောင်းတွေကိုကျွန်တော်ဒီညမှာပြောပြပေးသွားမှာလည်းဖြစ်ပါတယ်ခင်ဗျာဒီအိမ်ကြီးကိုဆောက်လုပ်ခဲ့တာကတော့ ထိုင်းနိုင်ငံကဘရင်50မြောက်အုပ်ချုပ်ကလေးကစောက်လုပ်ခဲ့တာလို့လည်းသိရတယ်။အိမ်ကြီးရဲ့ပိုင်ရှင်အမည်ကတော့ကွန်ပျူတာလို့ခေါ်ပါတယ်။ကွန်ပျူတာက50မြောက်ဘရင်အုပ်ချုပ်စဉ်ကနိုင်ငံရဲ့အရေးပါအရာရောက်တဲ့လူတယောက်ဖြစ်တယ်လို့လည်းသိရတယ်။အိမ်ရဲ့စောက်လုပ်ထားတဲ့ပုံစံကိုကြည့်မယ်ဆိုရင်လည်းအတော်လေးကိုခင့်မိခမ်းနားတဲ့ပုံစံကိုမြင်တွေ့ရတယ်ခမ။ဟိုးအိမ်တုန်းကဆိုရင်တဲ့ဒီအိမ်ထဲမှာ ထူးခြားချက်တွေကိုမကြာခဏဆိုသလိုကြုံတွေ့ရတယ်တဲ့ညာဘက်တွေမှာဆိုလို့ချင်းစိုင်းတန်ဘုံတန်တွေဒီဝိုင်းမျိုးစုံတိခတ်တဲ့အတန်တွေကိုလည်းကြားတယ်တဲ့လူတွေပျော်ပွဲစားလုပ်နေတဲ့အတန်တွေကြော်ချွင်ပြီးကားခုံနေတဲ့အတန်တွေကိုလည်းကြားရတယ်လို့ဒီအနီနာတဝိုက်မှာနေထိုင်တဲ့သူတွေကပြောတယ်ဗျဒီအနီနာတဝိုက်မှာနေကြားတဲ့သူတွေဆိုလို့ချင်းတော်တော်များများကြောက်ကြတယ်တဲ့ အခုဆိုရင်တော့အဲ့ဒီအိမ်ကြီးကိုဒီနေ့ဘက်တွေမှာလည်းလူတွေလာရောက်ပြီးတော့ဟိုအမွေးတိုင်ဖြောင်းတိုင်နေအိမ်အပေါ်ထက်အောက်ထက်နေရာအနှံ့မှာထွင်းပြီးတော့ချက်ကနန်းလာပြီးတော့တောင်းကြတဲ့သူတွေလည်းရှိကြတယ်တဲ့လူတော်တော်များများတဲ့အဲ့ဒီအိမ်ကြီးရှိကိုသွားရောက်ပြီးတော့အမွေးတိုင်ဖြောင်းတိုင်အချိုရည်တွေနဲ့ပူဇော်ပါသမှုတွေလုပ်ပြီးတော့ချက်ကနန်းတွေပါတွေတောင်းလို့ရှိရင်တော်တော်များများလည်းချဲပေါက်တယ်လို့လည်းကြားသိရတယ်ဗျာအထိုင်းတွေကတော့အဲ့လိုမျိုးထူးထူးဆန်းဆန်းအိမ်တွေတပင်တွေနတ်စင်တွေ ဆိုလို့ချင်းဒီလိုချက်ကနေနေပါသေးသွားတောင်းကြလာများတယ်ဗောနော်ဒါထိုင်းလေရဲ့ delay တစ်ခုတို့လောက်ဖြစ်နေပြီဗျာကျွန်တော်ရဲ့ညီကိုမောင်နှမလေးလည်းအာယုထရေမြို့နယ်ထဲမှာနေတယ်အိမ်စင်းကြီးရဲ့နီးတယ်ဆိုလို့ရှိရင်သွားရောက်ပြီးတော့ပူဇော်ပါတမှုတွေလုပ်ပြီးချက်ကနေသွားတောင်းကြဗောနော်တကယ်လို့အိမ်မကနန်းလေးပါလေရလို့ရှိရင်လည်းကျွန်တော်လည်းလာပေးအောင်ပေါ့တော့ရှိရင်တယောက်တစ်ဝက် ပြီးခဲ့တဲ့နှစ်ပေါ့နော်ဒီ2023ခုနှစ်တုန်းကလည်းထိုင်းနိုင်ငံကဒီရိုက်ကူးရေးသမားတချို့အဲ့ဒီအင်ဂျီစီကိုသွားရောက်ပြီးတော့ရိုက်ကူးမှုမတန်းတင်မှုတွေလုပ်တဲ့အခါမှာဒီကင်မရာထဲမှာပေါ့နော်ထူးထူးဆန်းဆန်းအရှိခက်လူလို့ယူဆရတယ်လူတယောက်ကိုရိုက်ကူးမိတယ်ဗျာဒီကင်မရာထဲမှာပါလာပေါ့နော်ဒါပြောရမယ်ဆိုလို့ဆိုရင်ဝိညာဉ်ပေါ့နော်ရဲ့တို့ရိုက်ကူးမိခဲ့တယ်ဗျာတချို့ကြတော့လေဒီအင်ဂျီရဲ့ပိုင်ရှင်ကဒီအင်ဂျီကိုအစွဲလန်းကြည့်ပြီးတော့မကျွတ်မလွတ်ဖြစ်ပြီးတော့ဝိညာဉ်အနေနဲ့ပေါ့နော်ပြတာဆိုပြီးတော့လေပြောကြတယ် အဲဒါအလိုမျိုးတွေပေါ့နော်ဒီ comment တွေလည်းမှာတရားတစ်ပောက်နဲ့ပြောကြတယ်သူကြောက်လေဒီအိမ်ကြီးနဲ့ပတ်သက်စွန့်နေနေတဲ့လူတယောက်ပေါ့နော်ပြောမစိုးရင်အစွဲလန်းကြည့်ပြီးတော့မကျွတ်မလို့ပဲနေဒီအိမ်မှာစောင့်နေတယ်ဆိုပြီးတော့လေပြောကြတယ်ကဲကျွန်တော်ရဲ့ညီကောင်မမလေးရော ဘယ်လိုထင်မြင်လဲဗျဒီဓာတ်ပုံနဲ့ပတ်သက်ပြီးတော့ဗောနော်ကိုယ့်ရဲ့ထင်မြင်ချက်လေးတွေလည်း comment အောက်မှာပြောခဲ့လို့ရပါတယ်ခင်ဗျာတော့ခဲ့ပါဒီနေ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်တင်ဆက်ပေးခဲ့တာပေးခဲ့တာကတော့ထိုင်းနိုင်ငံအာယုထေရမြို့နယ်ထဲမှာရှိတဲ့အိမ်စိမ်းကြီးရဲ့အကြောင်းကိုပြောပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်အဆုံးထိရောက်တာသင်ခန်းစာကြည့်ရှုပေးကြတယ်ကြည့်ရှုသူတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲအသက်ရှင်ကြမှာဆက်ချမ်းသာပြီးတော့လူရင်းစန်းသားတွေပြေဝကြပါစေခင်ဗျာကောင်းသောညလေးလည်းဖြစ်ကြပါစေ